Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာဒီနေ့ကတော့2025ခုနှစ် March 16ရက်နေ့ညပိုင်းသတင်းတွေကိုကျွန်တော်တို့သွားကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အရင်ဆုံးကျွန်တော်တို့လိုရင်းတူရှင်သတင်းလေးတွေဖတ်ပြပေးပါမယ်နော်ဖြူအုပ်ဖြတ်လမ်းပိုင်းတွင်ရက်ပွဲဖြစ်ပွားပြီးစစ်တပ်ဖက်မှခုနှစ်ဦးမြေဩဇာဖြင့်ရေဦးတွင်စီရင်တန်းကိုမိုင်းဆွဲစစ်တပ်ဖက်မှထိခိုက်သေးဆုံးမှုရှိသွားတယ်လို့သတင်းရရှိပါရသည်။ ဒါကတော့ဖြူးဖြူးနဲ့တရင်လေးပဲဖြစ်ပါတယ်နော်နောက်ထပ်တရင်တစ်ပုဒ်ကတော့ထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီပူလူတူစကန်ကို KLL ဥဆောင်သောတော်လိုင်းတပ်များကသိမ်းပိုက်ပြီးနောက်ထိုင်းရောက်မြန်မာစစ်ပေးဆောင်ဒုက္ခသည်438ဦးအိမ်ပြန်နိုင်ပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်တကယ်ပဲဝမ်းသာစရာကောင်းပါတယ်နော်အခုလိုမျိုးပေါ့နော်ကိုယ့်ရဲ့ဒေသမှာရှိတဲ့ဒီစခန်းတွေကိုအချမ်းပဲစစ်ကောင်စီစခန်းတွေပြန်လည်သိမ်းပိုက်နိုင်တဲ့အထွတ်ပေါ့နော်အခုဆိုရင်နေပြည်တော်ကနေပြန်လည်ပြီးတော့ပေါ့နော်ကိုယ့်ရဲ့အိမ်ကိုပြန်နိုင်တဲ့အခြေအနေဖြစ်ပါတယ်နော် ကဲနောက်တဲ့သတင်းပုဒ်ကတော့ဗရောင်းမြို့နယ်ညောင်ကျိုးရွာကာကစ်စကန်အားလုံးကိုအေးအေးနဲ့ပေါင်းတက်များကတိမ့်ပိုက်ထားပြီးဟုဥခိုင်ဒုက္ခအတီးပြုစစ်ကောင်စီတပ်ဖွဲ့များကစင်ကလေးထုတ်ခေါ်ဆက်ပြေးသွားတယ်ဆိုတဲ့သတင်းမျိုးဖြစ်ပါတယ်နော်အဲ့တော့ဒီညောင်ကျိုးရွာကိုအချမ်းပဲစစ်ကောင်စီရဲ့ channel ဒီမှာတော့ဒီကျော်စိုးတို့ကစာကျုံမြို့တော့စာမကြသေးဘူးမကြသေးဘူးပြောနေတာပေါ့နော်မမောင်တို့ဆိုလည်းရေခဲပါရေခဲပါအော်နေကြတာအခုဆိုဥခိုင်ဒုက္ခကိုယ်တိုင် confirm လုပ်ထားတဲ့သတင်းမျိုးဖြစ်ပါတယ်နော်အဲ့တော့ဥခိုင်ဒုက္ခဘာလို့ပြောထားလဲနောက်နောက်ကြည့်လားရွာရဲ့ဒီ တဝန်းကျင်မှာရှိတဲ့ဒီကာကင်းစခန်းအများစုကိုတော့ဟိုကျွန်တော်တို့ရဲ့ပူပေါင်းတပ်ဖွဲ့တွေကဟိုတင်ပိုက်ထင်းချုပ်ထားပြီးဖြစ်ပါတယ်။ဟိုကြံတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကလည်းပဲဒီဟိုတစုဒီတစုဒီကစင်းကလေးအားဆုတ်ခွာနေကြတာရှိပါတယ်။ဟိုဒီကြားထဲဒီလေကြောင်းဘုံကျေတိုက်ခိုက်မှုတွေကလည်းပဲဟိုတောက်လျှောက်ရှိနေတဲ့အခါကျတော့ဒီအခြေအနေက ချုပ်ထွေးနေပြီးတော့ဒီတိုက်ပွဲကဟိုဆက်လက်ပြင်းထန်နေစေအနေအထားဖြစ်ပါတယ် ရောင်ကျူးစကန်ဟာစစ်ကောင်စီရဲ့ကပ္ပစာစက်ရုံတွင်ရှိတဲ့အုတ်ချစ်ပင်တက်နယ်ရဲ့ရှေ့တန်းကကင်းတစ်ခုဖြစ်ပြီးစစ်ကောင်စီအနေနဲ့ဆယ်စုနှစ်တခုကြာခိုင်မာနေရာယူထားတဲ့စကန်တစ်ခုလည်းဖြစ်ပါတယ်။အေအနေနဲ့ရောင်ကျူးစကန်ကိုသိမ်းပိုက်နိုင်ခဲ့ရင်ဗဒောင်းမှာရှိတဲ့စစ်ကောင်စီရဲ့လက်နက်စိတ်ပိုင်းတွေထုတ်လို့ရတမရကကွေးပစ္စည်းစက်ရုံတွေစီကိုစီးဆက်လက်ချက်ထွေနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ဒီစကန်ဟာစစ်ကောင်စီရောအေအနှစ်ဖက်စလုံးတို့က စီးရီးရရေးပါတယ်လို့စီးရီးလိလာတုံသက်သူတွေကပြောပါတယ်။ညောင်ချိုးရပြီးတော့ကျွန်တော်တို့ဒီအုတ်ချစ်ပင်လမ်းဆောင်ပွင့်သွားပြီဆိုရင်တော့ဒီအဲ့မှာရှိတဲ့အဓိကကပ္ပစ9နဲ့16ပေါ့နော်ပြီးရင်ကပ္ပစ6ကောပေါ့အဲ့ဒီဆက်ယုံနေရတော့အရင်ဆုံးတိုက်ခိုက်ခံရမယ့်အနေထားမျိုးလိုပဲပြောရမှာဖြစ်ပါတယ်။အဲ9နဲ့16နဲ့ကအဓိကရမ်းထုတ်တာပေါ့နော်6ကလည်းအဲကျွန်တော်တို့ တန်ရီဂျိုဆက်ယုံပေါ့တန်ဂျိုဆက်ယုံဆိုတော့ဒီလက်နဲ့ခဲရနဲ့ပတ်သက်ပြီးတော့ဒီဆက်ယုံနှစ်ခုအသုံးခုပေါ့နော်ဒီဆက်ယုံသုံးခု production တွေရပ်တန့်သွားမှာဆိုရင်စစ်တပ်အတွက်ဒီအဓိကထောက်တိုင်ဖြစ်တဲ့လက်နဲ့ခဲရန်ထုတ်လုပ်မှုဘိုင်းမှာရပ်ဆိုင်သွားမယ်အနေအထားမျိုးပေါ့နော်ရှိပါတယ်ဒီဆက်ယုံသုံးခု production ရပ်တာနဲ့ကြံတဲ့ကပ္ပစဆက်ယုံတွေပေါ့နော် audio လို့ခေါ်တဲ့အကပ္ပစဆက်ယုံတွေရဲ့ရန်တရားပါရပ်ဆိုင်လိုက်ရမယ်သဘောမျိုးအနေအထားမျိုးတစ်ခု ရှိပါတယ်ခင်ဗျာဟုတ်ကဲ့အုတ်ချစ်ပင်တက်နယ်အတွင်းမှာစစ်ကောင်စီရဲ့ကာကွယ်ပစ္စည်းစက်ရုံတွေဖြစ်တဲ့ကပ္ပါစာ3ကပ္ပါစာ5ကပ္ပါစာ6ကပ္ပါစာ9နဲ့ကပ္ပါစာ16တို့တရှိပြီးဒီစက်ရုံတွေဟာနိုင်ငံတော်မှာရှိတဲ့စစ်ကောင်စီရဲ့ကာကွယ်ပစ္စည်းစက်ရုံတွေရှိကိုတုံချမ်းနေပေးပို့နေရလဲဖြစ်ပါတယ်။ကြားရတိုင်းပါနော်။အခုဆိုရင်ရန်ကျိုးစခန်းကြားတော့ကောက်ကပ္ပါစာစက်ရုံတွေပါကြားမဲ့အခြေအနေဖြစ်နေပါတယ်နော်။အဲဒီတော့မရရအောင်လဲဒီကပ္ပါစာကပ္ပါစာစက်ရုံတွေတိုက်ခိုက်မယ်လို့ကြေညာထားပြီးဖြစ်ပါတယ်နော်။ ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒီမှာဘိုးကြီးညိုစင်းကိုတင်ပြထားတဲ့သတင်းနောက်ကြည့်အောင်နော်ဘောနပ်မြာကျွန်တော်အခုရောက်ရှိနေတဲ့နောက်မြင်ခွင့်ကတော့ဒီဒီကတဲ့ရတပတ်တင်ကအချမ်းဖက်ဖက်စစ်ကောင်စီတပ်ဖက်ကဒရုန်းနဲ့ဖျားပြင်းပုံးနေချေချတဲ့ပစ္စည်းသွားတဲ့ပြည်သူနေရင်တင်ဖြစ်ပါတယ်ဒါအခုဒါမိုးပြဲမြို့နယ်အတွင်းကပြည်သူ့ကွယ်တွန်းလာစစ်တွေတပုံးဝင်နေတဲ့ဝင်းဘလီတပ်ဖွဲ့ရဲ့စစ်မြေပြင်ဧရိယာမှာကျွန်တော်ရောက်ရှိလာပြီးတော့တို့တဲ့လိုအပ်တဲ့အာဒီမြန်မာဖုန်းကြီးတံငွေကမြန်မာဖုန်းကြီးပြီးပို့ရင်းနဲ့ သူတို့တက်ခွဲအတွက်ဒရုန်းတက်ခွဲအတွက်အားကြီးလိုအပ်နေတဲ့ဒရုန်းသစင်းအတွက်ဟိုပြည်သူကိုလာရောက်မြေတားရက်ခံပန်ကြားယူနေတဲ့အစီအစဉ်ဖြစ်ပါတယ်အခုတော့မြင်တွေ့ရပါလိမ့်မယ်ဖက်စစ်ချမ်းဖက်တဘက်ကအုံပြုတဲ့ဂျုံပုံတည်နေတဲ့သူတို့ရဲ့ပြင်းတဲ့ပြင်းတဲ့ဖျားပြင်းလက်လက်ပြီးအကြောင်းဒီလောက်ပြင်းတဲ့အိမ်လုံးတော်ပုံငနေကြတော့ပြစ်ပြစ်ဒီကျဲချတဲ့ဘုံကြီးတွေရဲ့တန်ကိုတမျက်ခံတောက်ခံရင်းနဲ့ကျွန်တော်တို့ရဲ့လူငယ်တွေကောင်းတိုင်းသားခေါင်းဆောင်တွေဟာ က်စစ်ကြမ်းဖက်စနစ်ကိုဒီဒီတဒီမူကပြောင်းစစ်တခုလုံးကနေပြီးတော့အပြတ်သက်မောင်းထုတ်နိုင်ဖို့အသက်ဆုံးပြီးဂျိုးပန်းတပ်ဖွဲ့ဝင်နေကြပါတယ်။သူတို့ကရင်းစရာအသက်သူတို့ရဲ့ဘဝဒါပဲရှိတယ်။ရှိတဲ့လက်နဲ့ရှိတဲ့ခရမ်းနဲ့ဒီလောက်ကုသိုလ်ရဲ့အဆိတ်ငွေပါတဲ့ဘုံတွေတောက်လျှောက်ကျဲချတဲ့အချိန်မှာတော့မှအတောင့်ခံပြီးတော့မူးမော့တတိလသွားလို့ဆွဲထုတ်နောက်လူအစားတို့ဝင်ဆက်လက်တိုက်ပွဲဆင်နေကြတဲ့အချိန်မှာသူတို့အတွက်အင်အားကြီးမားစွာအခုဖြစ်စင်တဲ့ဒရုန်းတစ်စီးကိုကျွန်တော်တို့ပြည်သူတွေအရေးပေါ်ပေါ့ဝိုင်းဝန်း ကူညီပေးဖို့ကျွန်တော်အနေနဲ့မိသားစုကန့်ချင်ပါတယ်ဗျာ drone စင်းတင်ဖို့လဲသူတို့ဝင်ပလေဒီတက်ခွဲရဲ့ရဲဘော်တင့်နဲ့ဆက်ရှင်မြင့်မယ်ဆိုတဲ့ campaign ကတစ်ဆင့်လဲလို့ဆိုပန်ကြားထားပါတယ်အဲ့တော့ရဲဘော်တင့်ဆိုတာ drone တစ်ခုဆိုလိုတာဖြစ်ပါတယ်အဲ့တော့ပြည်ုပ်နိုင်ငံအပါအဝင်ချို့တော့အင်းကြီးအင်အားကြီးနိုင်ငံတွေကကစားနေတဲ့စီးရီးနိုင်ငံကြီးကစားဖွဲ့ပါကျွန်တော်တို့နိုင်ငံတော်လင်းတပ်ဖွဲ့တွေမှာလည်းအင်ဂွန်အားကိုရုံးကန်နေရပါတယ်။ဘာလို့လဲဆိုတော့ရုပ်ကပဲရရှိတဲ့လက်နက်နဲ့ drone နဲ့ စစ်တပ်ဘက်ကိုစစ်ကောင်စီဘက်ကိုလည်းအဆင့်မြင့်ပေးလိုက်ဒီဘက်ကိုလည်းတခုရောင်းချအဆင့်မြင့်လေဒီလိုလိုကစားလာပေါ့အဆင့်မြင့်လာဥချင်းမှာတော့စစ်ကောင်စီဘက်ကိုပြည်ကွန်မြူနတီဘက်ကပုံမစုံကြအလေးတာဖေးတဲ့အချိန်မှာသူတို့ကဖျားပြင်းနဲ့လက်လက်တွေပုံမရရှိလာပြီးတော့ဂျမ်ဘာစနစ်တွေပုံမကောင်းမွန်လာတာကောင်းမွန်လာတဲ့ကြတော့ကျွန်တော်တို့မှာရှိတဲ့ဤပညာအဖြစ်ဒီဘက်ကတစင်းနှိမ့်ထားတယ်တုံးဖို့ကျွန်တော်တို့အနေနဲ့ပတ်စံငွေချင်းမတက်နိုင်တော့အစ်မြင့်မွေးနိုင်တဲ့အချိန်မှာကျွန်တော်တို့ drone တချို့ဟာစစ်ကောင်စီရဲ့ဂျမ်ဘာစနစ်ကြောင့်ပြုပြက်ပျက်စီးဆုံးရှုံးတာတွေရှိလာပါတယ်။ဒါတော့ကျွန်တော်တို့အနေနဲ့က ြူပြက်ပျက်စီးဆုံးရှုံးလက်လွတ်သွားတဲ့အနေမှာရဲဘော်တစ်ဖြစ်တဲ့ drone တွေနဲ့ထပ်မံခွန်အားဖြစ်နေမှာ drone drone ချင်းဆစ်ဆင်နေမှာဖြစ်တဲ့ level 2တိုက်ဆစ်ဆင်နေမှာဖြစ်တဲ့ဆိုတော့ကျွန်တော်တို့အနေနဲ့ဤပညာရတာ level 2သွားပါစီစိတ်တက်ပိုင်းကကျွန်တော်တို့ရဲဘော်တာပြီးသားဟုတ်တယ်တရားတော်ဆစ်ဆင်နေတဲ့ကျွန်တော်တို့တော်လိုင်းညီတော်တွေကအောင်စိတ်အပြည့်နဲ့တိုက်ပွဲမှာမလို့ကျွန်တော်တို့ကျင်းတိမှုချအနိုင်ရမှာဖြစ်တယ်ဒါကြောင့်မလို့ဤပညာချင်း level 2နိုင်ဖို့လောလောဆယ်လိုအပ်နေတဲ့ drone တစ်စီးအပအဝင်ဤပညာအကူအညီများကိုအများဆုံးဝင်းရံပံ့ပိုးပေးဖို့ကျွန်တော်စိတ်မိပြင်က 今天一起多，今天在第一岗里面、嗯、当书记嘛。 ဟုတ်ကဲ့ဒါကတော့ဘွေးနေမျိုးစင်ပြီးလို့ဖြစ်ပါတယ်เนาะအဲ့တော့ drone ကတကယ်ပဲအရေးကြီးတာဖြစ်ပါတယ်ဒီကျွန်တော်တို့ PDF ဒီ drone စတုံးတဲ့ချိန်မှာစပြီးတော့ဒီတိုက်ပွဲကတော်တော်ကြီးကိုပြောင်းလဲပြီးပါမှာเนาะ PDF ကအများတမ်းပဲနိုင်ရရှိခဲ့တာဖြစ်ပါတယ်ဒါပေမဲ့အခုချိန်မှာတော့ Chemistry ကောင်စီကသူ့ရဲ့အမအားကိုပြင်ဆင်ပြီးပါမှာเนาะဒီထက်ကောင်းတဲ့ drone တွေဒီတရုတ်တွေရဲ့အကူအညီယူရုရှားတွေအကူအညီယူပြီးတော့ကောင်းမွန်တဲ့ drone တွေပြည်ထိုင်တဲ့ဘုံသီးတွေတုံးပြတဲ့အတွက်ပေါ့เนาะတချို့နေမှာတော်တော်လေးကိုတိုက်ရခတ်တဲ့နေသားတွေဖြစ်ပါတယ်အဲ့ဒီချိန်မှာကိုယ့်ဘက်ကဒီလိုမျိုး drone တွေပျက်စီးမှုတွေလည်းဖြစ်လာတဲ့အတွက်ပေါ့เนาะဒီ သူရဲ့ဒီ drone campaign လေးမှာပေါ့နော်ပါနယ်ပါနယ်နဲ့သူတွေပါနယ်ဖို့တိုက်တွန်းလိုပါတယ်နော်ကဲတော့ဒီကျွန်တော်ကြည့်ရမယ့်သတင်းတစ်ပုဒ်ကတော့ကပ္ပဆာ15ကိုတိုက်ခိုက်တဲ့သတင်းမျိုးဖြစ်ပါတယ်နော်အဲ့ဒီမှာစစ်ကောင်စီတပ်ဖွဲ့ကြီးလေးကြာသွားတယ်ပေါ့နော်အဲ့တော့ဘယ်လိုမျိုးတိုက်ခိုက်လဲဘယ်လိုမျိုးခြေနေလဲဆိုတော့တစ်ချက်လောက်ပြောနိုင်အောင်ကြည့်ရအောင်တပ်ဖွဲ့ဝင် AR 25ဦးတိုက်ခိုက်ခံရပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်3ဦးသေဆုံးက9ဦးထပ်ထိခိုက်ခံရရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်မကွေတိုင်းတရက်ခရိုင်အောင်လမြို့အခြေဆိုင်ကပ္ပဆာ15မှာစစ်ကောင်စီတပ်ဖွဲ့ဝင်25ဦးခန့်က တမူလကြေးရွာနဲ့အနီးပတ်ဝန်းကျင်ကိုမလ23ရက်နေ့ည9:00နာရီဝန်းကျင်ခန့်ကကင်းပတ်ထွက်ချိန်အသိဆောင်သူတိုက်ခိုက်ခဲ့တယ်လို့တရက်ခရိုင်အမှတ်၄တရင်ကဒီကနေ့မှသတင်းထုတ်ပြန်ထားပါတယ်။ခြေလင်းတက်လာတဲ့စစ်ကောင်စီကင်းအဖွဲ့ကိုတမူလတိုက်နယ်အတွင်းမှာရှိတဲ့ဖောင်ယိုအင်ဂျီကျဲချောင်းကြေးရွာလမ်းစုံမှာတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။တိုက်ပွဲကြချိန်7မိနစ်ခန့်မှာကပ္ပဆာ15ကစစ်ကူတွေထပ်မံပို့ဆောင်ခဲ့တဲ့အတွက်တော်လိုင်းရဲတပ်ဖွဲ့တွေကပြန်လည်ဆုတ်ခွာပေးခဲ့ရပါတယ်။ ရဲဘော်တွေထိခိုက်ဒဏ်ရာရရှိမှုတစုံတရာမရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့တရက်ခင်ရအမှတ်တတရင်ကဆိုပါတယ်။ထိတွေ့တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်၃ဦးသေဆုံးခဲ့ပြီးပြေးထန်ဒဏ်ရာရရှိသူ၃ဦးအပါအဝင်5ဦးခန့်ထိခိုက်ဒဏ်ရာရရှိကတိုက်ပွဲဖြစ်ပွားတဲ့နေရာမှာ9.56ဒီ52တောက် MA2 ဒီပေါက်တစ်ပေါက်နဲ့အုပ်ချုပ်တစ်လုံးရရှိခဲ့တယ်လို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုတရက်ခင်ရအမှတ်တတရင်နေပြီးတော့တရင်ကိုရမယ်နေပြီးတော့တရင်ရှိရလေ မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ SMPDN နဲ့အော်လန်ပါကာဖာတို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ကဲကြားတဲ့အတိုင်းပေါ့နော်။ကာဘာဆာ15ကိုတိုက်ခိုက်နိုင်တဲ့အနေအထားဖြစ်ပါတယ်။ဒါအပြင်တခြားကာဘာဆာစစ်ရုံတွေကိုလည်းတိုက်ခိုက်ဖို့အရကတော်တော် A ကမျောဟာပြောဆွဲထားပြီးသားဖြစ်တယ်တော့နော်။မကြခင်ဘယ်လိုမျိုးတိုက်ခိုက်ပြီးတော့ဘယ်လိုတိမ့်ပတ်မလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရဖြစ်ပါတယ်နော်။အဲ့တော့ Champion စစ်ကောင်စီဖွဲ့မှာလူဘလောက်မရှိတော့ဘူးလေပေါ့နော်။ဘလောက်ကြာဆုံးနေများနေလဲဆိုရင်အခုဒီရှမ်းမြောက်ဘက်ကနေစစ်ရှုံးလို့ပြန်လို့ပေးလိုက်တဲ့ ဒီစစ်ကောင်းဆောင်တွေကိုအချမ်းပဲစစ်ကောင်းဆောင်ပြန်ပြီးတော့ဗောနော်တခြားနေရာမှာပြန်ပို့တယ်ပြီးတော့ဘွဲတစ်စစ်တွေပါတယ်ပေးတယ်ဆိုတဲ့ဒရင်လေးနားထောင်ကြည့်လာတော့နော်စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကကာကွယ်ရေးနဲ့လုံခြုံရေးတာဝန်တွေကိုစွန့်စွန့်တမန်ထမ်းဆောင်ခဲ့သူများလို့ဆိုကဗိုလ်မှုချုပ်ဗိုလ်မှုကြီးလူပေါ်မှုကြီးအပါအဝင်လူပုဂ္ဂိုလ်90ကျော်ဟောတနာလို့ထုတ်လိုက်တော့နော်စစ်ကောင်းဆောင်ဗိုလ်တစ်စစ်တွေပေးရချီးမင်းခဲ့တဲ့လူသိရပါတယ်အဆိုပါဗိုလ်တစ်စစ်တွေကိုပုံမှန်အားဖြင့်စစ်ကောင်းစီအခေါ်တမ်ဘရော်နေ့တွန်လိုင်းနေ့မှာပေးရနေ့ရှိပေမဲ့ အခုခါနှစ်ပတ်စောပြီးမက်ရှာ73ရင်းဒီကပြည့်ရခဲ့ကအများစုမှစစ်စင်ရေးတွင်ပြန်လုလာသူတွေနဲ့ဇနီးသားသမီးမိသားစုဝင်တွေပါဝင်တဲ့ကာကွယ်ရေးဌာနကဖြစ်တယ်လို့သိရပါဗျ။စိတ်တန့်ပိုင်းဆိုင်ရာအောက်ဆုံးထိုးဆိုင်နေချိန်မှာအခုလိုဗတ်တိတ်ပေးပြီးစိတ်တန့်ကိုပြန်မြင့်တင်တဲ့သဘောတရားတစ်ခုပါပဲ။အများစုကရှေးမြေပြင်ကလူတွေဖြစ်ပြီးတိုင်းရင်းဌာနချုပ်တွေဝင်တိုက်ခံရတဲ့အခါအသက်ရှင်ကျန်ရစ်တဲ့ဇနီးမယားတွေဖြစ်မယ်လို့ စီဒီအမ်ဘူဂျီလင်းထောင်က ERI Times ကိုပြောပါရယ်အိမ်လူတွေဟာ၁၀နှစ်ဆက်ဖွန်စစ်စင်ရေးတွင်စစ်ကောင်စီရဲ့နောက်ခံတင်ရင်ဌာနချုပ်တွေဝင်ရောက်တိုက်ခိုက်ခံရပြီးတဲ့နောက်တွန်လိုင်းအင်အားစုတွေကပြန်လွတ်ပေးလိုက်ကြသူတွေဖြစ်ကြတယ်လို့တမ်ဘရတာစီဒီအမ်အရာရှိတွေရဲ့ပြောပြချက်ရသိရပါတယ်ကဲကြားတဲ့တိုင်းပေါ့နော်အခြားမစစ်ကောင်စီရဲ့လူမရှိလို့လို့ပေါ့နော်ဒီလိုမျိုးတနာလို့ပြန်လွန်လိုက်တဲ့လူတွေကိုပြန်ပြီးတော့ခေါင်းဆောင်ပြန်ခန့်တာပေါ့နော်အဲဒါအဲ့လိုမျိုးအကောင်တွေတိုက်ဖို့ကလည်းတိတ်မခတ်ပါဘူးနော်အဲဒါတော်လိုက်တဲ့ဖွဲ့တွေဒါမျိုးဖွဲ့ခေါင်းဆောင်ဖြစ်လိကြိုက်လိပဲနော် โอเคကျွန်တော်တို့နားထောင်မဲ့တရေဘူးကတော့အခုဆိုအားလုံးတွေ့တဲ့အတိုင်းပဲချင်းလက်တကင်ဖွဲ့ဒီမှာအများကြီးဖွဲ့ဒီကွဲနေတာတိတယ်ပေါ့နော်အဲ့တော့ချင်းလူမျိုးကြီးပဲကိုသူကလူမျိုးကွဲရတာအားများတယ်ပေါ့နော်130ကျော်150ကျော်အလောက်ထိအများကြီးကွဲတဲ့အထဲမှာမှဒီလိုမျိုးသူတို့ပြန်ပြီးတော့ညီညွတ်အောင်လုပ်နေတာတော်တော်လေးကိုခက်ခဲတဲ့နေတာတွေ့ရပါတယ်နော်ဒီထဲမှာပြန်လဲပေါင်းစည်းနေတဲ့သတင်းလေးတွေပြောထားတာလေးနားထောင်ကြည့်အောင်နော်ကွဲလွဲမှုတွေရှိခဲ့တဲ့ချင်းပြည်ကောင်စီ CC နဲ့ဂျာကာလာချင်းမျိုးသားအတိုင်းပင်ခံကောင်စီ ICNCC တို့ကြား ချင်းမျိုးသားညီညွတ်ရေးသဘောတူညီချက်ဖြစ်တဲ့ကောင်စီနှစ်ရက်ကိုပေါင်းစည်းပြီးချင်းမျိုးသားကောင်စီဖြစ်ဖွဲ့စည်းဖို့ကူးတွဲကြေညာခဲ့တာကိုဒီတစ်ပတ်မှာကျွန်မပြောပြချင်ပါတယ်။ချင်းအမျိုးသားတက်ဦး CNF CNA နဲ့ချင်းဒေသကာကွယ်ရေးတပ် CDF တွေစုဖွဲ့ထားတဲ့ချင်းပြည်ကောင်စီနဲ့ CDF တပ်ဖွဲ့6ခုပူးပေါင်းဖွဲ့စည်းထားတဲ့ချင်းညီနောင် ICNCC တို့ကြားသဘောထားကွဲလွဲမှုတွေကိုကြော်လွှားနိုင်ဖို့ညှိနှိုင်းကြိုးစားမှုရလဒ်ကောင်တစ်ခုအဖြစ် ေါင်းစည်းရေးဆိုင်ရာပူးတွဲကြေညာချက်ကို February 26ရက်နေ့မှာထုတ်ပြန်ကြေညာနိုင်ခဲ့ပါတယ်။အဲ့ဒီကြေညာချက်မှာချင်းပြည်သူတွေအတွက်ကောင်းစည်းနှစ်ရက်ရှိနေခြင်းကမဖြစ်တင်တာကြောင့်ကောင်းစည်းတစ်တရက်အဖြစ်ပေါင်းစည်းဖို့သဘောတူခဲ့တာလို့ပူးတွဲကြေညာချက်မှာဖော်ပြထားတာပါ။ချင်းအမျိုးသားကောင်းစည်းအမြန်ဆုံးပေါ်ပေါက်လာနိုင်ဖို့အတွက်ချင်းမျိုးသားဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေးအဖွဲ့ကိုဖွဲ့စည်းဖို့သဘောတူခဲ့တယ်လို့ကြေညာပါတယ်။ဒီလိုသဘောတူညီချက်တွေအပေါ်ချင်းပြည်သူတွေအားလုံး ဝမ်းမြောက်စွာကြိုဆိုကြဖို့လည်းနှိုးဆော်ထားပါတယ်။ဒါပေမဲ့ညီညွတ်ရေးပေါင်းစည်းရေးအတွက်ရှေ့ဆက်ဆွေးနွေးမှုတွေကဆက်လက်ပြုလုပ်ရမှာတော့ဖြစ်ပါတယ်။ဒီနေရာမှာအဓိကဆွေးနွေးရမယ့်အကြောင်းအရာကတော့အာရခတက်တော်နဲ့မဟာမိတ်ကိစ္စကိုအခြေအလဲဆွေးနွေးရနိုင်ခြင်းရှိတယ်လို့ချင်းသတင်းရှင်းပြတချို့ကသုံးသပ်ပါတယ်။ပြီးတော့နှစ်ဖက်မှာရှိနေတဲ့ပုံကိုရေးအဆင်မပြေမှုတချို့ကလည်းခြေရှင်းကြော်လွှားရမယ့်စိန်ခေါ်မှုလို့ချင်းသတင်းရှင်းပြကဆိုပါတယ်။ ဒါပေမဲ့ချင်းအမျိုးသားတွေပြန်လည်ပေါင်းစည်းနိုင်ဖို့လိုအပ်ချက်ကပိုအရေးကြီးတာဖြစ်လို့ချင်းပြည်ကောင်စီနဲ့ချင်းညီနောင်အင်အားစုတွေပူးပေါင်းနိုင်မဲ့အချိန်ကိုချင်းပြည်သူတွေမျှော်လင့်နေကြပါတယ်။ဖေဖော်ဝါရီလကောင်ပိုင်းမှာပေါ်ထွက်လာတဲ့ဒီပေါင်းစည်းရေးသဘောတူညီချက်ကို NUG အစိုးရနဲ့ကရင်နီအမျိုးသားတိုးတက်ရေးပါတီတို့ကဝမ်းမြောက်ဂုဏ်ယူကြောင်းသဝန်လာပေးပို့ခဲ့ကြပါတယ်။ပေါင်းစည်းရေးအနေအထားကတော့ရှေးဆက်တိုးတက်လာမှာပါ။ကမ္ဘာကထပြုပေးတဲ့မီဇိုရန်အစိုးရကိုလည်းကျေးဇူးတင်ပါတယ်လို့ ်ချင်းပြည်ကောင်းစီအဖွဲ့ဝင် CNF ပြောရေးဆိုခွင့်ရှိသူဆလိုင်းထန်နီကပြောပါတယ်ကဲဒါတော့เนาะဒီချင်းဖွဲ့တွေပြန်လဲပေါင်းစည်းနေပတ်သက်ပြီးစ조사တဲ့ခါတွေကိုတင်ပြထားဖြစ်ပါတယ်เนาะအဲ့တော့ချင်းဖွဲ့တွေအများနဲ့ပေါင်းစည်းသွားပြီဆိုရင်တော့ပို့ပြီးတော့ဗောနော်ဒေါ်လာရေးအတွက်လဲပို့ပြီးအားဖြစ်လာမှာဖြစ်ပါတယ် ဲကျွန်တော်တို့နောက်ထပ်သတင်းပုတ်ကတော့အခုဆိုရင်မင်းမော်ကွင်းရဲ့ဖြက်ဆိုတဲ့ရုပ်ရှင်ကပြသနေပြီနော်အဲ့တော့ဒီကနေဘယ်လိုမျိုးရပုံငွေတွေဘယ်လိုမျိုးလုပ်မလဲဘယ်လိုစံစီထားလဲဆိုတဲ့ဟာမျိုးတွေပြောထားတဲ့သတင်းလေးနောက်ထပ်ကြည့်လအောင်နော်အကယ်ဒမီမင်းမော်ကွန်ဦးဆောင်ပါဝင်သရုပ်ဆောင်ထားတဲ့ဖြက်ရုပ်ရှင်ပြပွဲကိုကနေဒါနိုင်ငံပြည်ထရှကိုလံဘီယာပြည်နယ်ဘန်ကူဗားမြို့ BCIT မှာဒေတာဆန်တော်ချိန်မတ်လ15ရက်နေ့နေ့လယ်ကကျင်းပခဲ့ပါတယ် ဖြတ် wide away ရုပ်ရှင်ပြပွဲကို88မျိုးဆက်နိုင်ငံရေးလှူရှားသူတွေဗန်ကူဗားရောက်မြန်မာတိုက်ဝန်းနဲ့ပညာသင်ကြားနေတဲ့ကျောင်းသူကျောင်းသားတွေလာရောက်ကြည့်ရှုအားပေးခဲ့ကြပါတယ်။ဒီရုပ်ရှင်ပြပွဲမှာ Academy မင်းမော်ကကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမကြီးဦးကျော်မုံထွန်းနဲ့အမျိုးသားညညရေးအစိုးရ NGO နိုင်ငံသားရေးဝန်ကြီးဒေါ်စင်မအောင်တို့ကအွန်လိုင်းကနေအမှားစကားပြောကြားခဲ့ပါတယ်။ ဖြတ်ရုပ်ရှင်ကိုကနေဒါအမေရိကန်ပြည်အောင်စုပြည်နယ်အသီးသီးနဲ့နိုင်ငံတကာမှာလှည့်လည်ပြသနေတာဖြစ်ပြီးရလာတဲ့ရမုံငွေအားလုံးကိုမြန်မာပြည်ကလိုအပ်တဲ့အနေအထားတွေကိုတိုက်ရိုက်လှူဒန်းသွားမယ်လို့သိရပါတယ်ရှင်။ကဲနော်ကျွန်တော်ဒီ ဒီတော်လိုင်းရေးမှာပေါ့နော်ဒီအမှုပညာရှင်တွေရဲ့အခန့်ကဏ္ဍတကယ်ပဲအရေးကြီးပါတယ်နော်ဒီအမှုပညာရှင်တွေရဲ့လုံနိုင်စွမ်းကတကယ်ပဲအရေးကြီးတာဖြစ်ပါတယ်အခုချိန်မှာဆိုရင်ပြည်တွင်းကဒီပြည်တွင်းမှာပေါ့နော်ဒီတော်လိုင်းရေးနဲ့ပတ်သက်ပြီးတော့လူလူထမ်းတဲ့ငွေတွေကတော်တော်လေးခက်ခဲလာတာဖြစ်တဲ့အတွက်အခုဆိုရင်အားလုံးသိတဲ့အတိုင်းပဲ PDF တွေကစပါပေါ့နော်ဒီရဲဘော်တွေကိုယ်တိုင်ထွက်ပြီးအလူခံနေရတဲ့အခြေအနေတွေဖြစ်နေပေါ့နော်ဒီလိုမျိုးအချိန်မှာမှဒီဒီအမှုပညာရှင်တွေကပေါ့နော်ဒီလိုနိုင်ငံတကာမှာသွားပြီးမှဖျော်ဖြေပြီးမှဒီတော်လိုင်းရံပုံတွေရှာပေးတာပါတကယ်ပဲသတင်းကောင်းမှဖြစ်ပါတယ်နော် ဟုတ်ကဲ့ဒီရန်ကုန်ငွေပွဲနဲ့ပတ်သက်ပြီးတော့လည်းနောက်ထပ်ပါတော့ဒီဒေါက်ဆာစုကြည်ရဲ့အသက်82ပြောင်းဝင်းနေမှာဒီရန်ကုန်ငွေရှာဝင်နေတဲ့သတင်းလေးကြောင့်နောက်ကြည့်အောင်နော်ခြုံလို့လုံရင်ကြံမြင့်ခဲ့တဲ့ခြေရောင်တန်မိုးရှိတယ်ဆိုတဲ့စကားလိုပဲဒေါက်အောင်ဆန်းစုကြည်ရဲ့ဒါကင်ကနော်အမေရိကန်နိုင်ငံအောင်လာပြီးတော့ဒီမှာရန်ကုန်ငွေပွဲတစ်ခုလုပ်တယ်အဲ့ဒီပွဲကောင်းစရာဒေါက်ဆာစုကြည်ရဲ့အသက်80ပြည့်ဝင်းနေအထိမ့်မှတ်ပေါ့အဲ့ဒီပွဲမှာဒေါ်လာ9200ကျော်ကိုရန်ကုန်ငွေအဖြစ်ရှာဝေးပေးနိုင်ခဲ့တယ်မြန်မာပြည်သူတွေအဒီလက်ရှိနော် စစ်အာဏာသိမ်းမှုမှာမြန်မာပြည်သူခံစားနေရတဲ့ဒုက္ခတွေဒါရန်ပုံငွေတွေလိုနေတာအလုံးတိတယ်အဲ့ဒီအတွက်တော့ဒီကင်ကကင်တရားကိုအကြောင်းပြုပြီးတော့ရှာဖွေနိုင်တဲ့ဟာဒေါ်လာ9200ကျော်တယ်နော်အဲ့ဒါလူတယောက်ရဲ့တန်ဖိုးပဲနော်ဒီပွဲမှာဒီဒေါ်လာစုကြည်အဲဒီဆိုးလက်ထက်ကစီးပွားအကြံပေးဆောင်တန်းနဲ့တက်ရောက်တယ်ပြီးလို့ရှိရင်တန်မကြီးဦးကျော်မထွန်းတက်ရောက်တယ်တန်မကြီးဦးကျော်မထွန်းနဲ့ဒီကင်နဲ့တက်ဆုံပြီးတော့စကားတွေပြောခဲ့ကြတယ်နော်တက်ရောက်လာတဲ့ပြည့်တဲ့ပေါင်းကထောင်ကျော်တယ် လူတော်တော်များများကိုတက်ရောက်ပေးတယ်အဲ့တော့ကျွန်တော်တို့ပြောချင်တာကဒေါ်အောင်ဆန်းစုကြည်တာဒေါ်အောင်ဆန်းစုကြည်ဒီအစိုးရအဖွဲ့မှာနော်အားလုံးတည်တဲ့အတိုင်းနိုင်ငံတော်အတိုင်းအတာပုံပုံအထိ၅နှစ်လောက်ခဲ့တယ်အဲ့ဒီအချိန်မှာအခုထိဒေါ်အောင်ဆန်းစုကြည်ကိုဆွတ်ဆွဲထားတာနော်အဂရီလိုက်စားမှုတွေရောဘာတွေရောဒါပေမဲ့ဒေါ်အောင်ဆန်းစုကြည်သားအခုချိန်တော့မတူပထမဒေါ်အောင်ဆန်းစုကြည်သားလက်သမားလှုပ်ပြီးတော့တူအတက်မွေးဝမ်းကြောင်းကိုတူရှာဖွေပြီးတော့နေတဲ့လူတယောက်နော်အဲ့တော့ ဘုံကျုံအောင်ဆန်းကနေဆင်းသက်လာတယ်ဒေါအောင်ဆန်းစုကြည်နဲ့နော်တူတာတယ်နည်းအခုအောင်ဆန်းဦးတို့အောင်ဆန်းလင်းတို့ကိုထားဒေါအောင်ဆန်းစုကြည်မိသားစုကိုကြည့်လိုက်တယ်ဒေါအောင်ဆန်းစုကြည်မိသားစုဟာမြန်မာပြည်ကနေအကျိုးစီးပွားရှာပြီးတော့ကုမ္ပဏီထောင်ထားတာရှိလားဒေါအောင်ဆန်းစုကြည်ပိုင်တဲ့ကုမ္ပဏီတစ်ခုမြန်မာပြည်မှာမပြောနဲ့ကုံစုံဆိုင်တော်မရှိပါဘူးနော်အားလုံးသိတဲ့အတိုင်းဒါပေမဲ့လို့ဒေါအောင်ဆန်းစုကြည်မိသားစုကိုမီးမျိုးစုံနဲ့တိုက်ခိုက်ခဲ့ကြတယ်ဒါပေမဲ့ဘလောက်ပဲတိုက်ခိုက်တိုက်ခိုက်ဒေါအောင်ဆန်းစုကြည်ဆိုတာအယောင်မမိန်ပါဘူး ဒေါ်စန်းစုကြည်တီမပြောနဲ့အမေစုနေမပြောနဲ့တူရဲ့တောင်းဒါအခုတူတာကြီးကတော့အမေကိုလုံးဝအဆက်အသွယ်မလုပ်ဘူးဒီဘက်နဲ့လုံးဝဟိုမပတ်သက်ဘူးလို့ကြားပြရတယ်ဒါပေမဲ့ဒါလည်းကိုချင်းစာပါလေရှင်းချင်းပြောရင်တော့ဒီကိုထိန်လေးကိုတွေ့ရင်တော့မှကျွန်တော်တို့ပုံလေးတွေ့တော့မှမျက်နှာပူသူတို့မှလူမမယ်အရွယ်ဘဝတွေကဒီမအေးရသူတို့ကိုပြစ်ပြီးတော့သူ့တိုင်းပြည်အတွက်သူတွားဘဝတွေဇစ်သေးနေတာနော်ဖန်းစီကန်ထိတဲ့ထောင်ကြကန်ထိတဲ့ဒါရဏဆိုမပြူမျိုးစုံနော်နိုင်ငံပိုင်ရုပ်တံမီဒီယာတွေအစနော် အပုတ်ချတိုက်ခိုက်နာမယ်ဆိုရင်နာကျင်စရာကြီးသူတို့တော့ဘာအကျိုးမြတ်ရလဲဆိုဘာတကူမှလည်းအကျိုးမြတ်မရဘူးဒါပေမဲ့ဒီနေ့အချိန်ထိအမေဘက်ကနေမမမမရက်တီပေးတဲ့ဒီတားငယ်ကိုမြန်မာပြည်သူတွေကိုစားအယံပဲပြည့်စုံတင်ပါလေကျွန်တော်တို့ဒီနိုင်ငံဟာရှင်းရှင်းပြောရင်တော့တူရဲကောင်းနေတယ်မတန်ဘူးဗျနော်ဘယ်ရည်ခစ်ကတည်းကတိုင်းပြည်တို့အစွမ်းစားရှိတဲ့လူဆောင်ကောင်းဥပမာဗဘဲမောင်တင့်တယ်ဗဘဲမောင်တင့်တယ်ဆိုရင်တွတ်သူကာယပလအားကောင်းလို့နော်ဗဘဲထုတဲ့နေရာမှာ အားကောင်းတဲ့အတွက်ဒီကပေတံတိမ့်တိမ့်တိမ့်ဆိုတာအဝေးရကြတယ်။ तू အားရှိလို့ तू အလုံးလုံးနိုင်လို့လုပ်တာအစွမ်းရှိတယ်။ဒါပေမဲ့လို့ဘာဖြစ်လာလဲ။ဟာဘယုံသွားပြီးဂုံးနေလျှောက်ထားတယ်။နော်။ရှင်မင်းကြီးကမောင်တင့်တယ်ကဓမ္မလူတူလက်နဲ့ဆူဆောင်းတယ်ဒီကောင်ကာယဗလာအအောင်နဲ့မင်းမင်းကြီးကိုနော်။ရှင်မင်းကြီးကိုနားလူမဲ့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးအဲ့တော့မြန်မာပြည်မှာလည်းခေါင်းဆောင်ဖြစ်တဲ့နော်လူတွေထဲမှာကောင်းတဲ့လူရှိသလိုအဲ့ဒါလို့ဘေးသူများမြောက်ပေးတာတဲ့ဘူမန်ပတိဘာမန်ပတိတဲ့ကောင်ကြီးက ီနေ့မင်းအောင်နိုင်လို့ဇွန်မဲလုံးလို့ခင်မှာမဟုတ်အရင်ခက်ကတည်းကရှိခဲ့တယ်အဲ့တော့ဘာဖြစ်လဲတူရဲကောင်းတွေစုံဆုံးခဲ့ရတယ်ဒါလို့အာနာယူတွေကြောင့်မြန်မာနိုင်ငံမှာတူရဲကောင်းတွေစုံဆုံးခဲ့ရတာဟိုရှင်ဘီရင်ခက်ကနေပြန်ကြည့်မှဆိုပြီးလက်ရည်လို့မနိုင်တော့ဘူးနော်အခုဒီနေ့ခင်မှာလည်းဒါလိုပဲတောင်ဆန်းစုကြည်ဒီမြန်မာနိုင်ငံကနေအကျိုးအမြတ်လုပ်မယ်ဆိုရင်တောင်ဆန်းစုကြည်မပြောပါနဲ့ဦးဝင်းမြင့်အစင်းလောင်ဝင်ပေးရဦးဝင်းမြင့်ဆိုတာဒါဒီ အန်ဒီခေါင်းဆောင်တွေမှာပါပေမဲ့ဒေါအောင်ဆန်းစုကြည်လိုမျိုးတကဘာလုံးကလင်းစားရတဲ့တနိုင်ငံလုံးကလူထုခေါင်းဆောင်ဖြစ်တတ်မှတ်ထားတဲ့အဆင့်ကိုမရောက်သေးဘူးနော်ဒါပေမဲ့ပြည်သူတမတားကြီးအဖြစ်တစ်ချိန်ကလည်းဒီအန်ဒီမှာပေးဆက်လာတဲ့ခေါင်းဆောင်ဖြစ်နော်ပြည်သူတွေရဲ့ခေါင်းဆောင်တွေမှာတယောက်အပါဝင်ဖြစ်လို့ရှိတယ်ဒါဦးဝင်းမြင့်တို့လူမျိုးတော်မှာဘလောက်ပေးပြီးတော့သူတို့စီယုံခဲ့နိုင်ငံကြီးမလုံနဲ့နော်ဘလို့လို့ဦးဝင်းမြင့်မိမဆိုရင်ဒါစံဆက်ပိုင်ရှင်တွေနော်နယ်ဒီမှာတကယ်အဲ့ဒီခေတ်ကစံဆက်ပိုင်ရှင်တွေတကယ်တထေးတွေဒါပေမဲ့အဲ့ဒီဘဝကနေ နော်လှုပ်ရှားလို့မရတဲ့အထိညိုးစုံတိုက်ခိုက်ခဲ့တာနော်နောက်ဆုံးနေစရာမရှိတော့ရန်ကုန်မှာလမ်းနေရန်ကုန်မှာနေတဲ့အချိန်မှာသူများတိုက်ခန်းကိုငှားပြီးနေတဲ့အချိန်မှာတိုက်ခန်းပိုင်ရှင်တို့ထောင်လိုင်းလေးရပြဿနာရှာပြဿနာရှာနောက်ပါဖြစ်လာတယ်ဦးဝင်းမြို့တို့ကိုတိုက်ခန်းပိုင်ရှင်နေတော့တိုက်ခန်းမငှားရဲတော့တဲ့အနေအထားကြီးဖြစ်လာတယ်ဒါပေမဲ့တစ်ဖက်မှာကျတော့စီယုံထားတယ်မင်းနိုင်ငံရေးမလုပ်ဘဲနေမလားနိုင်ငံရေးမလုပ်ဘဲနေကုမ္ပဏီဘယ်နှခုပေးမလဲအဲ့ဒီခက်ကကုမ္ပဏီဆိုတာအားလုံးသိတဲ့အတိုင်းတော့ အဲ့ဒါလိုအနေထားကနေစီယုံလာအဲ့တော့ဦးဝင်းမြို့ကိုတောင်မှသူတို့ဒါလိုစီယုံပြီးဒါလိုလုံပိုင်ခွင့်နေပေးမယ်ဆိုရင်ဒေါ်အောင်ဆန်းစုကြည်တို့လူမျိုးဟဲ့ဒီစစ်ပြည်သူကိုလမ်းကြောခိုင်းပြီးတော့ဒီစစ်ကောင်းဆောင်တွေအကြိုက်နေပေးလိုက်စမ်းငွေကိုလမ်းခင်းပြီးရှောက်လို့ရဒါလူတိုင်းမသိပါနဲ့ဒါပေမဲ့ဒေါ်အောင်ဆန်းစုကြည်ဒီနေ့ချိန်ကပြည်သူကိုဘာကြောင့်မျက်နှာမလွှဲတာလဲသူ့ရဲ့ရင်ထဲကတီလာတမာတိပဲသူ့ရဲ့တမာတိကဘလုံးမှဖြတ်ပြဲလို့မရဘူး ါကြောင့်မို့လို့ပဲတိုက်တဲ့လောက်သူ့ကိုတိုက်ခိုက်ကြနော်တိုက်ခိုက်တာအရင်ခေတ်ကတည်းကအခုဒီနေ့ခေတ်တိုက်ခိုက်တယ်ဆိုတော့အဲ့ဒီလောက်ရှိတယ်အရင်ခေတ်က Facebook လည်းမရှိဘူး Social Media လည်းမရှိဘူးဒီဘက်ယူမှာလူတက်မှုပြစ်တာဟိုဘက်ယူအောင်တောင်းရအောင်ကြာမှတီးရတယ်ခေတ်မှာတောင်မှနိုင်ငံပိုင်းရုပ်တံနော်ရေဒီယိုသတင်းစာမြမလေးတို့ဂျင်းပုံတို့ကနေမျိုးစုံရုပ်ရုပ်မှမှရိုင်းရိုင်းဆန်းဆန်းနေတိုက်ခိုက်တယ်အဲ့တော့တိုက်ခိုက်တာတွေကဘယ်သူလဲပြန်ကြည့်ပြန်တော့သူတို့သူတို့စစ်သားအရင်မှကြီးတွေတို့ခံယူထားတဲ့အာနာယူတွေရှက်စရာကြီးသူတို့ကတော့မရှက်ဘူးလားမသိဘူး ်အဲအခုတော့ဟုတ်တယ်နေဝင်ခက်ကတည်းကဒေါက်တာဆန်းစုကြည်ကိုတိုက်ခိုက်ကြတာနော်နေဝင်လို့စောအောင်လို့တန်းရွှေလို့ခင်ညွန့်လို့အာခက်တကောင်ပြီးတကောင်တာအောက်တန်းစားတွေပြောင်းလဲသွားတယ်ဒေါက်တာဆန်းစုကြည်ဒီနေ့ချိန်ထိမြင်တယ်အခုဖမ်းထောင်လက်ထည့်ထားတယ်ထည့်ထားလေလူလာဖမ်းပြီးထောင်လက်ထည့်လို့ရမယ်ဒေါက်တာဆန်းစုကြည်ဂုံပုတ်ကိုဘာမှလုပ်လို့မရအောင်ချက်ချက်တဲလို့ဖြစ်အခုအမှုတွေမြောက်များစွာဆွဲထားတယ်နော်မင်းအောင်နိုင်ရင်ဒေါက်တာဆန်းစုကြည်ကိုနောက်ဆုံး တော်ဆန်းစုကြည်ရဲ့လုံခြုံရေးတပ်ဖွဲ့မှာကင်တဲ့အိုင်ကွန်စကားပြောဆက်ကအစနော်အမှုစင်ပြီးဆွဲရဲဆိုတော့အိုင်ကွန်စကားပြောဆက်တွေဟာတနိုင်ကန်လုံးမှာနှလုံးကင်နဲ့တုံးလုံးကင်နဲ့ကောင်းနေဆိုရင်လေစကားပြောသူဆက်လေးတောင်မပြောနဲ့အထိုင်ဆက်နဲ့ကင်ပြီးတော့တိုင်ထောင်ပြီးတော့နှလုံးလေကြာတုံးလုံးလေကြာတင်တာကုန်စည်းလေးကိုရောဟာမှတို့ရောမှတို့လုံးလုံးလေးပေးထားတယ်နော်ပြီးတော့ထောက်တင်တာတို့စကားပြောဆက်ကလေးမပြောနဲ့နော်အဲ့လိုအနေထားမှာတော့ဒေါ်ဆန်းစုကြည်က လုံခြုံရေးတပ်ဖွဲ့မှာဒီဆက်တွေ့လို့အမှုတရားစွဲတယ်ဆိုတော့စွဲခံထိတဲ့သူကတော့ဘာမှမဖြစ်ဘူးဘာမှမဖြစ်ဘူးသူ့ဘဝကဒီတိုင်းမိတဲ့အားလုံးကိုပိဆက်ထားပြီးသားဒါပေမဲ့စွဲလိုက်တဲ့သူတွေအဖို့ဘလောက်လွတ်တန်ဖို့မဲ့သွားတယ်ဆိုတာပညာရှိတိုင်းသိတယ် ဒါတော့ကိုစည်းရဲ့သတင်းပဲဖြစ်ပါတယ်เนาะအဲ့တော့ခုချိန်မှာဆိုရင်ဒီဒေါ်ဆက်စုကျင်ဝင်းနေတဲ့ပတ်သက်ပြီးတော့တော်တော်လေးလွတ်လွတ်ရှာရှာပြန်တွေ့နေရတွေ့ဖြစ်ပါတယ်เนาะအဲ့တော့ဒေါ်ဆက်စုရဲ့တားကိုယ်တိုင်းဦးစီးပြီးတော့ပြက်လုံနေတဲ့ဒီ US ကပွဲဆိုလေဒေါ်လာ5000လောက်ရတယ်ဆိုတော့တော်တော်လေးအောင်မြင်တယ်လို့ပြောလို့ရတယ်ပါเนาะအဲ့တော့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ခေါင်းဆောင်လူလူခေါင်းဆောင်ဒေါ်ဆက်စုကျင်ကတော့ခုချိန်ထိထောင်ထဲမှာရှိသေးတယ်ပါเนาะသူ့ရဲ့အသက်အရွယ်နဲ့မလိုက်အောင်ဒုက္ခမျိုးစုံခံစားနေရတာဖြစ်ပါတယ်เนาะအဲ့တော့ဒေါ်ဆက်စုကျင်လည်းအမြန်ဆုံးလွတ်ပြီးတော့ကျွန်တော်တို့ပြည်သူတွေလည်းဒုက္ခဒီဒုက္ခနေပါเนาะစက်ဖက်မင်းအောင်လာရဲ့ဒီစစ်ပီးဒုက္ခနေအမြန်ဆုံးလွတ်ပ ါစေလို့ဆုတောင်းနေကျွန်တော်ဗီဒီယိုလေးကိုဆုံးသက်လိုက်ပါရနော်။ဟုတ်ကဲ့အစဆုံးကြည့်ပြီးတဲ့မြပပီသူရောက်စီတိုင်းသူပဲကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အကြပ်ဖက်မင်းအောင်လိုင်းရဲ့စစ်ပွဲနဲ့ကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါရခင်ဗျာ။